ဂျပန်ဘုံကြီးတွေရဲ့ထူးခြားစမ်းချက်မှုတွေနဲ့ပြည့်နှက်နေတဲ့မှန်မီခြင်းစဉ်မင်္ဂလာပါရှင် Knowledge TV ညမှာခဏနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာပြောပြပေးသွားမှာတော့ဂျပန်ဘုံကြီးတွေရဲ့ထူးခြားခြင်းစဉ်တစ်ခုဖြစ်တဲ့မှန်မီခြင်းစဉ်အကြောင်းပဲဖြစ်ပါတယ်ဒီခြင်းစဉ်ကအရန်ကိုထူးခြားတဲ့ပြင်အစွန်ရောက်ခြင်းစဉ်တစ်ခုဖြစ်ပြီးတော့ဆယ်ရာစုကနေ19ရာစုကျော်လောက်ထိနှစ်ပေါင်းများစွာအတွင်းမှာရှင်ကန်ဘုံကြီးတွေကကျင့်ကြံခဲ့တာပါ 20ရာစုလောက်မှာတော့ဂျပန်အစိုးရကနေတားမြစ်ပိတ်ပင်ခဲ့တာကြောင့်အခုချိန်မှာတော့ဒီကျင့်စဉ်ရလုံးဝကိုပြောက်ွယ်သွားခဲ့ရပါပြီ။ကျင့်စဉ်ရဲ့နာမည်ကိုတော့ဆိုကူရှင်ဘူးစုကျင့်စဉ်လို့ခေါ်ကြပြီးတော့ဒီကျင့်စဉ်ခေတ်စားခဲ့တုန်းကဆိုရင်ရှင်ကန်ဖုန်းကြီးတွေကအရှင်လက်လက်ကနေမမ်မီတွေဖြစ်သွားတဲ့အထိကျင့်ကြံခဲ့ကြတာပါ။ဆူကူရှင်ဘူးစုကျင့်စဉ်ကအရန်ကိုထူကြတယ်လို့ကျောင်းဆရာလည်းကောင်းတဲ့အတွက်ကြောင့်မလို့ကျင့်ကြံတဲ့ဘုံကြီးရလည်းမအောင်မြင်ကြပါဘူး ကျင်းစင်စတင်ခဲ့တဲ့1081ခုနှစ်ကနေနောက်ဆုံးမပိတ်ပင်ခင်1903ခုနှစ်လောက်ထိအောင်မြင်ခဲ့တဲ့ဘုံကြီးရေတွက်ကအပား20ကျော်တည်းရှိခဲ့တာပါစုကူရှင်ဘူးစုလို့ခေါ်တဲ့မမ်မီကျင်းစင်ကိုကျင်းကြံမယ်ဆိုရင်အဆင့်3ဆင့်ကျင်းကြံမှာဖြစ်ပြီးတော့3ဆင့်လုံးဝကျော်ဖြတ်နိုင်မှသာကျင်းစင်အောင်မြင်တယ်လို့သတ်မှတ်ကြပါရစေမမ်မီကျင်းစင်ရဲ့ပထမဆုံးဆင့်နေနဲ့ရှင်ကန်ဘုံကြီးတွေကခန္ဓာကိုယ်တန်းစင်နေစေဖို့3နှစ်တိတိတောင်ပေါ်မှာနေထိုင်ပြီးတော့ဥပုသ္စနာတွေတရားထိုင်တာတွေလုပ်ရပြီးတော့ အစိမ့်ဆန်တွေတိတ်ခေါက်တွေကိုသာစားသုံးရပါတယ်။ကျင်းစင်ရဲ့ယူရက်ချက်ကဖုန်ကြီးတွေကိုကိုလေးချိန်အမြန်ဆုံးကြပြီးတော့လုံးဝကိုပိန်ချုံသွားစေဖို့ပါ။ဒါပြင်သူတို့ရဲ့တရားသဘောယူဆတွေရောက်ဒီလိုမျိုးကျင့်ကြံခြင်းအဖြစ်စိတ်ဓာတ်ချမ်းခိုင်ပြီးတာမန်လူလောကနဲ့ကင်းကွာစေဖို့ကြင်ခိုင်းတာလည်းဖြစ်ပါတယ်။ဒါကြောင့်မမ်မီကျင်းစင်ကျင့်နေတဲ့ရှင်ကန်ဖုန်ကြီးတွေကသုံးနှစ်အတွင်းမှာတခြားလူတွေစားသုံးနေကြဘာအစားအစာကိုမှစားခွင့်မရှိပါဘူး။ ပထမဆုံးကျင့်စဉ်မှာတင်အထောက်ကိုပြင်းထန်လုပ်နေပြီဖြစ်ပေမဲ့နံပါတ်2နဲ့နံပါတ်3ကျင့်စဉ်တွေကတော့ဒီထက်မကအများကြီးဆိုးရွားလုံးပါတယ်ကျင့်စဉ်ဟာမမီဖြစ်အောင်ကျင့်ရမှာဆိုတော့ကျင့်စဉ်တစ်ချောင်းလုံးကတတ်တာနိုင်ဝယ်မရှိဘူးဆိုတာကိုတော့မိတ်ဆွေတို့အနေနဲ့လည်းတွေးမိကြမယ်လို့ထင်ပါတယ်ဒုတိယဆင်းကတော့ပထမဆုံးအစိမ့်ဆက်နေပဲစားပြီးတော့ပိန်ချုံချသွားတဲ့ခန္ဓာကိုယ်နောက်ထပ်ဒုက္ခထပ်ပြရပါတယ်ခနာကူမှာကြံရှိနေတဲ့အာဟာရတွေကုန်ဆင်းသွားစေဖို့အန်ထွက်နိုင်တဲ့အစည်းအဝေးတစ်မျိုးကိုတောက်သုံးကြတာပါ။ ဒီလိုနဲ့ဖုန်ကြီးတွေကအစာအာဟာရတွေဘာမှမကျန်တော့တဲ့အန်ထုတ်ပြစ်ပြီးတဲ့အခါမှာတော့အခက်ခဲဆုံးဖြစ်တဲ့နောက်ဆုံးဆင်းကိုရောက်လာခဲ့ပါတယ်။အလုံးပိတ်ထားတဲ့ခေါင်းတလားလိုတက်တာနဲ့ထဲပိတ်ပြီးတော့တိမ်မဲနေကိုထိုင်ဆောင်နေရတာပါ။အဲဒီအချိန်မှာလည်းအစာရေစာဖြတ်တောက်ထားပြီးတော့စာရည်တွေကိုသာရှက်ပေါင်း100လောက်တောက်သုံးရပါတယ်။နောက်ဆုံးမှတော့ပြင်းထန်လုံနဲ့ကျင်းစင်ကြီးရဲ့အဆုံးသက်ကိုရှောက်သွားခဲ့ပြီးတော့တေဆုံးသွားခဲ့ရပါတယ်။တေဆုံးတဲ့အခါမှာတော့ကျင်းစင်ကမအောင်မြင်သေးပါဘူး။ မမ်မီဖြစ်အောင်ကျင်းရတာမို့လို့အလောင်းကပုံစံမပြတ်ပဲမမ်မီဘွားကိုရှောင်းနေမှအောင်မြင်တာဖြစ်ပြီးတော့အရင်လိုမှမဟုတ်ရင်တော့ကျင်းစင်ကြာရှုံးတယ်လို့သတ်မှတ်ကြပါရစေ။ဒါကြောင့်မလို့နှစ်ပေါင်းများစွာကြာတာတော့ကျင်းစင်အောင်မြင်ခဲ့တဲ့ဖုန်းကြီးတွေကအလုံးကိုနေပါခင်တာပါ။အောင်မြင်ခဲ့တဲ့ဖုန်းကြီးတွေရဲ့မမ်မီရုပ်ရှင်တွေကိုတော့ဖခင်နဲ့တကိုင်းနဲ့ထားကကိုးကွယ်တတ်ကြပါရဲ့ဒီလောက်ပြင်းထန်တဲ့မမ်မီကျင်းစင်ကိုကျင်းချတဲ့ယုံကြည်ချက်ကတော့ကမ္ဘာတစ်လုံးမှာရှိတဲ့မကောင်းမှုတွေကိုပပပြအောင်ကုညီနိုင်ပြီးတော့လူသားတွေကိုကယ်တင်နိုင်မယ်လို့ထင်နေခဲ့ကြတာကြောင့်ပါပဲ မမီကျင့်စဉ်ကလူသားတွေကိုကဲတင်နိုင်တာအမှန်ဖြစ်မလားဆိုတာမသိကြသေးခင်မှာရင်အရန်ကိုပြင်းထန်လို့နဲ့ဒီကျင့်စဉ်ကိုဂျပန်အစိုးရကပိတ်ပင်ခဲ့လိုက်ပြီးပဲဖြစ်ပါတယ်။အစိုးရကျင့်စဉ်ကြီးဖြစ်တဲ့ဂျပန်ဘုန်းကြီးတွေရဲ့မမီကျင့်စဉ်နဲ့ပတ်သက်ပြီးတော့အခုကြည့်နေတဲ့မိတ်ဆွေတို့ရဲ့အတွေ့အမြင်တွေကိုလည်းမျှဝေပေးခဲ့ကြပါအောင်နော်။